အကြိမ်150မြောက်ကင်နီတိုင်းရင်းသားအမျိုးသားနေအခမ်းအနားကိုဩစတြေးလျနိုင်ငံမဲဘုံမြို့မှာရုပ်အရည်ကျင်းမှုဆိုင်ရာကာပွဲတွေနဲ့တူချင်းပါခဲ့ကြပါတယ်။မောင်တူးပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါပြင်းနီနေမီဟာတီးကြလွတ်လပ်တဲ့အကြောင်းဗြိတိရှ်နဲ့မြမဘရင်ကိုစလဲတို့လက်မှတ်ရေးထိုးခဲ့ကြတဲ့1895ခုနှစ်ဂျွန်လ22ရက်ကို ကရင်နီမျိုးသားနေ့အဖြစ်သတ်မှတ်ကျင်းပတာပါဒီကနေ့တော့ကျွန်တော်တို့ကျေးပါရတဲ့အကြောင်းချင်းဟာကျွန်တော်တို့ကရင်နီရဲ့အမျိုးသားနေ့လို့ခေါ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမိကြီးဆရာအစောရတွေနဲ့ကျွန်တော်တို့အမပြင်မကြီးတို့နဲ့ဟိုကျွန်တော်ကရင်နီပြေကိုတိချလို့လာပါတယ်ဆိုတော့အကြောင်းကိုဟိုတောဆုပ်ပြီးတော့ ကျွန်တော်တို့အတိမပြုတ်ခဲ့တဲ့ကင်းကြီးရဲ့အမျိုးသားနေလို့ကျွန်တော်တို့အတိမပြုတ်ရတာပေါ့နော်အဲ့ဒါဒါတော့အခြေချုပ်နဲ့ပြောပါရစေပေါ့နော်ကရင်ဒီတမန်ကျောင်းဆန်ရရိုးရာယဉ်ကျေးမှုဟောပြောပွဲတွေကိုလည်းပြုတ်လုခဲ့ကြပါတယ်ချောက်ဆိုသည့်စာချုပ်အရာဒီနေ့ဖြစ်ကိုမိသူတပူးတယောက်ကများစီမံ တနည်းမှာတစ်ခါဒီလိုမျိုးပါလို့ချင်းချင်းတွေပြန်ဆောင်ကြတာ တော်တော်လေးဟိုပါပေါ့နော်ကြည့်လို့ရှာကောင်းပါတယ်ဘာလို့လဲဆိုတော့ကျမတို့ဟိုပါပေါ့ဒီခရီးနီထဲမှာမျိုးနယ်စုတွေအများကြီးရှိရလေနော်ဒီလိုမျိုးနယ်စုတွေကလည်းအချင်းချင်းတွေ့ကြဖို့ကကျမတို့ဒီလိုတနစ်မှတခါကိုယ့်ရဲ့ရိုးရာဝက်စားတွေဝေးပြီးမှဒီလိုမျိုးပေါ့နော်ကိုတန်းနေလာလဲဆိုတော့ပြန်မှန်တရားစီထုတ်ပဲရဲအဲ့ဒါမျိုးပေါ့နော်အာပြအမရက်စီတာပေါ့နော်ကရင်နီဒေသချင်းနေစုပေါင်းအကတွေနဲ့လည်း ဖြောပြေးသွားခဲ့ကြပါတယ်ကျွန်တော်တို့ဒီအကျင့်ပါတဲ့ Greenia 50ကျိန်မြောက် Greenia မျိုးတန်းနဲ့ဟိုနှစ်စင်းတိုင်းကျွန်တော်တို့အကျင့်ပါရတာတော့ဟိုကရေရပေါ့နော်ဟိုထိုင်းကရေရဟိုပြည်နယ်ကရေရဟိုဘက်မှနေကရေရပေါ့နော်အခုဒီနိုင်ငံခြားမှာရောက်တော့နှစ်စင်းတိုင်းအကျင့်ပါရတဲ့ အချိန်တမရပါတော့အဲ့လိုမျိုးတက်ရလာတဲ့ကျွန်တော်တို့ရဲ့မိဘရွှေမျိုးနောက်ကျွန်တော်ကောင်းဆောင်နေနောက်နိုင်ငံခြားသားတွေအားလုံးမြင်ရတွေ့ရတဲ့အတွက်ပေါ့နော်တော်လေးစိတ်အားကျွန်တော်တို့ခွန်အားရှိလာတာပေါ့နော်အော်ဘလူးပြောမယ်ဒီကျွန်တော်ဂရီနီအမျိုးသားနေဆိုတဲ့ခါကျတော့လေဒါကိုကျွန်တော်ဂရီနီအမျိုးသားလိုအတွက်ညတူနေမြခြေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော် ဟိုဒီမအရဝေးဖြစ်ဖြစ်ရနေဖြစ်ဖြစ်ပေါ့ဒါမဖြစ်မဖြစ်မရှိမဖြစ်ပေါ့လေကျွန်တော်တို့သာတဲ့ရှိဖြစ်တယ်ကိုလည်းကိုယူလည်းဝါလည်းဝါဝါတာမှာလေမဲလ်ဘုန်းမြို့ကအချိန်တရ90မြောက်ကရင်နီမျိုးသားနေအခမ်းအနားကိုဩစတြေးလျနိုင်ငံရောက်ကရင်နီမိသားစုတွေဖိတ်ကြားထားတဲ့ဒေသဆိုင်ရာဩစတြေးလျအာဏာပိုင်တွေလည်းတက်ရောက်လာကြပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ Thank you so much to the Melbourne Junior Group for their wonderful Gia dance. It was very nice to see our younger generations embracing their culture and doing such an amazing dance. Si ake Melbourne puta deus pa la kia taka nero.